ါလေးကရုပ်ရည်တက်တန်လေးပါပဲထွက်လာပြီးတော့ကျွန်တော်ရည်ပြကိုလည်းပြန်ရည်ပြရည်တာပေါ့အဲတနာကြီးတော့တော့ကြာမှာပေါ့လို့ညအောင်အိမ်မှာလာတယ်အကဲတဲ့တနာကြီးဆိုရင်တော့3000လောက်တော့ကြာမယ်တဲ့မဟုတ်ဘူးလေတဲ့တပီးနဲ့တနာကြီးနေမယ်ဆိုရင်3000လောက်ကြာမယ်လားအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ရဲ့ channel နဲ့ပြင်လင်းကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့် video လေးကတော့ရန်ကုန်မြို့ ဘေးနောင်လမ်းဆောင်ဘက်မှာဦးလေးတယောက် NKE တယောက်သူကြုံတွေ့ခဲ့ရတဲ့ဒီစိတ်မကောင်းစရာလားရှည်စရာလားအဖြစ်ပြက်လေးတခုဟိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ခင်ဗျာဒါဆိုရင်ကျွန်တော်နဲ့တူတူကြည့်အောင်ခင်ဗျာမနေ့ကညနေလောက်ကဒီရန်ကုန်မြို့ကဘယင်းတော်လမ်းဆိုးဘက်ကိုသွားတဲ့အကြောင်းလေးပြောပြချင်ပူတွေ့အဖြစ်ပြက်ကလေးပေါ့နော်အဲ့ဒါလေးပြောပြချင် ။ဘာလဲဆိုတော့အဲ့ဒီဘရင်တော်လမ်းစုံပေါ်မှာကျွန်တော်ဟိုတိုက်ခန်းလေးတစ်ခန်းဝယ်ထားတယ်ပေါ့နော်။အဲ့ဒီတိုက်ခန်းလေးဝယ်ထားတယ်တိုက်ခန်းလေးကိုလည်းမရောက်တာကြာတော့အဲ့ဒီတိုက်ခန်းလေးသွားကြည့်အောင်မယ်ပေါ့။အေးရကလည်းအမျိုးသမီးကယူသွားတော့ငါတိုက်စီနဲ့သွားမယ်ပေါ့နော်ပထမတော့စိတ်ကူးကြတယ်။နောက်ကျတော့ဂုံစင်းနှောင်းလည်းတီးတဲ့အတိုင်းပဲ။မြင့်ချက်ကတရားမင်းတင်ပါတော့ဝင်ဆောင်နေပြီနော်အဲ့တော့ကဲမထူပါဘူးငါဘက်စကားလေးနဲ့သွားတော့လက်တက်တာတာပေါ့300 400ပေါ့ဆိုတော့ဘက်စကားလေးနဲ့သွားတယ်သွားတော့ညနေခင်းလောက်ပေါ့3နာရီခွဲ နီးနိုင်တော့ပေါ့မနီးရတော့ပြီးတော့အဲ့ဒါဟိုရောက်တော့ဘင်းတော်လမ်းစုံနဲ့ရောက်တော့ပစကားပေါ်အစီမီကျွန်တော်ထီးလေးနဲ့ပေါ့အဲရှောက်လာတဲ့အချိန်တိုက်ခန်းစီသွားမယ်ပေါ့တိုက်ခန်းလည်းမရောက်တော့ကြာပြီသွားကြည့်ဦးမယ်ဆိုပြီးသွားကြည့်ဖို့အခန်းအပိတ်ထားတော့ဟိုအဲရောက်သွားတော့အဲ့ဘင်းတော်လမ်းစုံနဲ့ရောက်တော့အဲ့ဆိုင်ဒီဇိုင်းပေါ့လဖိတ်ဆိုင်ထင်တာပဲဘာဆိုင်လဲတော့မသိဘူးအဲ့ဆိုင်တွေကကလီမာလီတယောက်ကကော်မလီက20ကျော်30ဝန်းကျင်လောက်ရှိမှာပေါ့ကော်မလီကရုပ်ရည်တက်နံလေးပါပဲ ထွက်လာပြီးတော့ကျွန်တော်ရီပြရီပြတော့ကျွန်တော်လည်းအော်ဒါကမိတ်ဆွေတွေလားငါသမီးရဲ့တကယ်ချင်းညီပဲလားပေါ့နော်ကိုလည်းဝါတာတာပေါ့အတက်ကလည်းရလာတော့မိတိတိပေါ့အဲ့တော့ကိုလည်းပြန်ရီပြရည်တာပေါ့ရီပြတော့သူကလည်းရီပြပြီးတော့အဲ့ဆိုင်ထဲကထွက်လာပြီးတော့ကိုလေးရတော့သူသူအတိမတ်လို့ပေါ့ရီပြဒါပေမဲ့ဒီရန်ကုန်ကမမဟုတ်ပါဘူးညိုကြီးတော်တော်များများမှာဒီလိုမျိုး ကိုနေမသိရင်တော့ကတန်းတန်းနေရအကောင်းဆုံးပဲခုခေတ်ကလူတွေကခုနောက်ပိုင်းလူတွေကစုံလိုက်ရမြို့ပေါ်တွေရောတောဘတ်ဒီမှာလူလူပေါင်းစုံဖြစ်နေပြီလာတယ်အဲ့တော့အကဲတဲ့ပေးသွားမလို့လေအေးဒီနာဒီနာလို့တိုက်ခန်းချီသွားမလို့လို့ပွေးလာတဲ့မွေးဘူးလို့ဒီနာလေးတွေလို့တိုက်ခန်းလာလို့ဆိုတော့ဟို သူကဘယ်ဘယ်ဘယ်ချိန်ပြန်မလဲတဲ့မပြန်သေးဘူးလို့သူကတနာကြီးလောက်တော့ကြာမှာပေါ့လို့ညအောင်အိမ်မှာလာတဲ့မိဘူးသမီးရဲ့လို့ဟိုကခဏပဲလို့တနာကြီးအများဆုံးကြာတနာကြီးပေါ့လို့ဆိုတော့သူကကျွန်တော်ဘီးနာနေကပ်ပြီးလိုက်လာလိုက်တော့ကျွန်တော်လည်းမသိဘူးပေါ့ဗျာလိုက်လာတော့မိတ်ဆွေပေါ့သူလည်းသူဒီလန်ခကြီးအတူတူသွားမယ်သူလည်းဒီသွားမယ်ထင်လို့ပေါ့လိုက်လာထင်တာပေါ့ဝေးလာတဲ့မဝေးဘူးလို့ဒီနာနေလို့တိုက်ခန်းလိုက်ရလို့ဝယ်ထားတာဝယ်ထားတာလည်းကြာနေပြီလို့ ပွဲသားတွေကပြောလို့ပြန်ရောက်ပြီမယ်ပြီးမြန်ရင်ပြန်ထုတ်ပြီမယ်မြန်ရင်စီးတည်ပြီးပြန်ထုတ်ပြီမယ်ပြောလို့သူတို့စကားယုံပြီးဝဲလိုက်မိကြအခုတော့ပိုက်ဘောမိနေတယ်လို့အဲ့တိုက်ခန်းလေးတွားကြည့်လို့လို့ဆိုတော့ဟုတ်လားတဲ့အန်ကဲတဲ့ဟိုဟာတနာကြီးလောက်ပဲကြာမှာပေါ့တဲ့အေးပေါ့လို့တနာကြီးလောက်ပဲအဲ့လောက်ပဲကြာမှာပါအဲ့လိုပဲပြောလိုက်တာပေါ့နော်ပြောလိုက်တော့သူကဘာပြောလဲဆိုတော့အန်ကဲတဲ့တနာကြီးဆိုရင်တော့၃000လောက်တော့ကြာမယ်တဲ့ တနိုင်တနိုင်ဆို3000လောက်ခွဲကြမယ်ဆိုကြောင်တော့ပါပေါ့အဲ့ဒါဆိုရင်ကျွန်တော်တို့လည်းကြောင်တော့ပါပေါ့တနိုင်ကို3000ဆိုကိုယ့်အောက်ကိုလန်းလေးကိုရှောက်ကိုယ့်အောက်ကိုသွားမယ့်ကိစ္စကိုခီးကိုသွားမယ့်ဟာအတိထင်လို့ပြုံးပြလို့ကိုယ်လည်းပြန်ပြုံးပြလိုက်တယ်အဲ့ဒါကိုတနိုင်3000ဆိုပါလဲပေါ့ဘာလဲဟာလို့ပေါ့နော်ကိုလည်းစိတ်သက်စင်တော့စဉ်းစားတာပေါ့ဘာလဲဟာပေါ့နောက်စဉ်းစားတယ်ဟာ တက်ခန့်ကတောင်းကနေတော့မရဘူးသမီးရယ်လို့ဝေရာတိတ်ရာချီပေးရတယ်လို့ဆိုမဟုတ်ဘူးလေတဲ့တမီးနဲ့တနာညီမယ်ဆိုရင်3000တော့ကြာမယ်ဟာဟာအဲ့လိုမဟုတ်ဘူးအန်ကယ်ဒီမှာကိုယ့်အကူဒီတက်ခန့်လာကြည့်ကြဘာမှမဟုတ်ဘာမှမဟုတ်ဆိုတော့အဲ့ဒါနဲ့အဲ့ကောင်မလေးကပြောသွားသေးတယ်လှည့်ထွက်သွားပြီးတော့ဒီဖိုးကြီးကဥကြောင်ကြောင်နေရတယ်ဘာကြီးမှလည်းမသိဘူးဆိုပျော်ပြီးထွက်သွားဟုတ်ကျွန်တော်နောက်မှစဉ်းစားပြီးတယ်ပေါ့နော်။အော်ဒါဟိုကောင်မလေးတွေပဲနေမြေပေါ့နော်။အဲ့ဒါနဲ့ ဘူးမသိဘာမသိနဲ့ဦးကြောင်ကြောင်နဲ့အဲကိုတက်ခန်းရှိရှိကြည့်တယ်ရှိရကြည့်ချက်ပြီးပြန်လာတာပေါ့အိမ်ပြန်လာမိုးပါလိတယ်လည်းကြာလို့ပေါ့အထီးလေးဆောင်ပြန်လာကျတော့အိမ်ရောက်တော့ညနေပဲကျတော့မိသားစုတွေစုံတော့ပေါ့ဗျာစုံတော့အဲတပီးလည်းရှိတယ်ကျွန်တော်တမက်ကလေးဖြူဖြူဘူးဘူးလေးတော်ကြီးကန်းလေးလည်းထိုင်လို့ပေါ့အမျိုးသမီးကလည်းထိုင်လို့ပေါ့အထိုင်ပြညကျတော့အဲ့လိုထိုင်စကားပြောကြရင်းနဲ့ကျွန်တော်အဲ့နှီးခင်းက ုံနဲ့အကြောင်းလေးမနေ့ကနေခဲ့ကျုံနဲ့အကြောင်းလေးမနေ့ကညပြောပြတို့လိုပြောပြတော့အဲ့မှာကျွန်တော်တမကရီရောဟာဟာဟာနဲ့ပြောင်းမင်းကဘာရီရာလဲပေါ့အဖေကလည်းဥကြောင်ကြောင်နဲ့တဲ့အဲ့ဒါတွေကအများကြီးပဲတဲ့အဲ့ဒါမျိုးတွေကအများကြီးရှိတယ်အဖေနာမသိဘူးလားတဲ့အဲ့ဒါတွေကလမ်းပေါ်မှာအများကြီးပဲတဲ့တားတို့တောင်မှတစ်ခါတည်းအဲ့ဒါမျိုးတွေကျုံနေတယ်ဆိုတော့ကျွန်တော်ဘေးမှာသူ့ဘေးမှာထိုင်နေတဲ့ကျွန်တော်တမီးကသူ့ကိုမျက်စောင်းလှမ်းထိုးပြီးတော့ဘိုက်ခေါက်လမ်းလှိမ့်ပြီးတော့ခြေတော့ဆောင်ပြီးထွက်တော့ ယောက်ကတိကယောက်ကတိကမသိတဲ့ဟာကိုသူကရှင်းပြဖို့လိုတာဒါပေမဲ့သူမိန်းမကတော့ပြကြိုက်မလဲစင်တာရင်းနဲ့ပတ်သက်နေလားဒါရင်းနဲ့ပတ်သက်ဘူးလားဒါမျိုးတွေသိနေလားဘယ်လိုလုပ်သိတာတော့ဒါမိန်းကလေးတွေမိန်းမတွေမိန်းကလေးတွေဒီတိုင်းပဲသဝင်တူဦးတူရတာပေါ့အေးဒီကျွန်တော်နဲ့ထိုင်နေရင်ထပြီးထွက်သွားအဖေတော့တော့အသက်ကြီးနေမှာတော့တဲ့ဒုက္ခပဲဆိုပြီးတော့ပြဿနာကလည်းပြောသွားသည်တဲ့အဲ့တော်ကြီးကန် ောသားပြီးတော့သူသူမိမနောက်ပြေးလိုက်တော့အဲအထက်မှာတော့ဘာလို့ပြဿနာကြီးဖြစ်နေလဲတော့မသိဘူးပေါ့နော်အထွက်သွားဝင်သွားကြအမျိုးသမီးကတော့ပြီးတော့တောင်းလိုက်ကြအောင်ဒီဖိုးကြီးတော့နော်တဲ့အသက်ကြီးမှလည်းယောဂတွေရတော့မှာပဲဆိုပြီးတော့ညဆောင်ထိုးပြီးသူလက်ထတော့ဟုတ်တော့ကျွန်တော်လည်းအရင်တော့ကတော့ဟိုဘမိုင်းမနေရနေတယ်ခီးသွားနေတာများတာပေါ့နော်ဒီပောက်ခီးသွားနေတာများတော့ဘမပြေကြောင်လည်းသိမသိနောက်ပြန်ရောက်လာလို့နားတယ်အခုတော့အသက်ရွယ်လေးရလို့နားတဲ့အချိန်ကျတော့လည်းအိမ်မှာစာဖတ်တာနဲ့ပဲ အိမ်ထဲမှာနေတာပဲများတာပေါ့နော်။သူပြောတယ်တမက်ကပြောတယ်အဲ့လိုမျိုးတွေအများကြီးရှိတယ်။ကိုယ်လည်းအခုမှကြုံတာဟုတ်မိတ်ဆွေထင်တာပေါ့။ဦးကြောင်ကြောင်နဲ့ပြီးတော့အဲ့ကောင်မလေးကပြောတယ်ဒီအဖိုးကြီးကလည်းဦးကြောင်ကြောင်နဲ့ဘာဘာကြီးမှန်းလည်းမသိဘူးဆိုတော့အော်အဲ့လိုမျိုးခစ်ကအဲ့လိုဖြစ်နေတာဟုတ်လို့ကိုယ်လည်းမသိလို့သာပေါ့နော်။ဒါဒီအန်ကေးပြောသွားတာရေစရာတွေလည်းပါတယ်ဒါပေမဲ့အပြင်လောကမှာလည်းဒီလိုဟာတွေ ဖြစ်ပြနေတယ်တကယ်လည်းဖြစ်နေတယ်ကိုဘဝပြည့်မှန်းမသိပြည့်လို့ပြည့်မှန်းမသိဒီငွေကြောင်းမှုငွေစေဝါကြောင်းမှုလူငယ်တွေအများကြီးခန္ဓာကိုယ်နဲ့ရင်းပြီးတော့လှုပ်ရှားနေတယ်အမျိုးသမီးငယ်လေးတွေလည်းအများကြီးဖြစ်နေပြီဒါရီအားလုံးလည်းပပျောက်ပါစေဒီလိုဖြစ်တရားလေးအများဆုံးလွမြောက်ကြပါစေလို့အကုန်လုံးအကုန်လုံးကိုဆုတောင်းပေးပါရဲ့ဗျာအဲ့လိုလေးပြောပြတာပါ ပဲပြောတာပြောရတာသူတို့မရှိလို့ကောင်မလေးကနှီးရင်းအတွေ့ရကောင်မလေးကမင်းချောတယ်ဗျချောချောလေးအဲ့ဒါလေးပြောပြတာဟိုကျွန်တော် channel လေးကိုကြည့်ရင်လဲ like လေးတွေ follow လေးတွေပြီးကြအောင်နော်အားလုံးကြက်ပါပြီးရန်သူမျိုးကားပါအနေကပြုကြပါသေးခင်ဗျာဦးလေးကမကြောက်မလန့်တော့ဦးလေးဟိုတကယ်နောက်ကနေဗီဒီယိုရိုက်နေတဲ့အချိန်ကြားသွားလို့ခုနဦးလေးသမတ်လို့ပဲ ်ဘိုက်ဂျိုဆိုပြီးတော့ခန်းထဲမှာဒါမှမသိညာမှမသိနေရှင်းနေအောင်မယ်ဗီဒီယိုလေးကဟိုဒီလောက်ပါပဲကြော်စရာလေးနေနေလေးဖြစ်တယ်ဒါပေမဲ့တွေးစရာတွေလည်းဖြစ်တယ်ပြင်လောကမှာလဲတာတွေတကယ်ဖြစ်နေတာသိကြတယ်ကျွန်တော်ရဲ့ channel ကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။ကျွန်တော်လေကျော်ရှိသွားတယ်ကျွန်တော် စကားရဖြစ်ဖြစ်ပြောရဲဆိုရင်လည်းတောင်းပန်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါလို့ခင်ဗျာ